နှုတ်ကပတ်တော်ကတော့ဘုရားသခင်ကြီးအလိုတော်လို့ခေါ်တယ်။မိတ်ဆွေအပါဝင်ကဘာပေါ်ရှိလူသားတိုင်းဟာကဲတင်ချင်းရောက်ဖို့ဘုရားသခင် အလိုတော်ရှိပါတယ်။တစ်တိမောသည်အခန်းကြီး၄အငယ်၂မှာဖခင်အခန်းကြီး၄အငယ်၄မှာလူအပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိ၏ဟုဆိုထားတယ်။မိတ်ဆွေဒီလည်းလူအပေါင်းတို့တဏ္ဍာန်ပါဝင်တော့ကြောင့်မိတ်ဆွေကိုကဲတင်ချင်းရောက်စေလိုပါတယ်။ ကဲတင်ချင်းရောက်လို့ပါလားကဲတင်ချင်းရောက်လို့ရင်ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့ဆက်လက်ကြည့်ကြအောင်ကဲတင်ချင်းရောက်ဖို့အလုံးကယုံကြည်ခြင်းအဖြစ်တာဖြစ်ပါတယ်မိတ်ဆွေဒီကဲတင်ချင်းရောက်ရန်ကျမ်းစာကကျွန်တော်တို့ကိုဤသို့ပြောထားတယ်ယုံကြည်သောအဖြစ်ဂျေဇုတော်ကြောင့်ကဲတင်ချင်းတို့ရောက်ရ၏အေဖက်နှစ်ရှင်မှာကျွန်တော်တို့ကိုအတိအလင်းပေါ်ပြထားတယ်တနည်းအားဖြင့်ဂျေဇုတော်ကိုယုံကြည်ခြင်းအဖြစ်တာကဲတင်ချင်းတို့ရောက်ရတာဖြစ်တယ် ်ဂျေဇုတော်ဟာတော့မဟုတ်ဂျေဇုပြုခြင်းဟာဖရာသခင်ရဲ့တာဝန်ဖြစ်ပါတယ်။ဒါကြောင့်မလို့ယုံကြည်ဖို့ရမှာကျွန်တော်နဲ့မိတ်ဆွေရဲ့တာဝန်ဖြစ်တယ်ဆိုတော့ကိုဒီကနေ့ပြောချင်တာဖြစ်တယ်။ဖရာသခင်အနေနဲ့လူတိုင်းကယ်တင်ခြင်းရောက်ဖို့ဂျေဇုပြုခဲ့ပြီးပြီ။ထို့ဂျေဇုပြုခြင်းကိုယုံကြည်ဖို့တာကျွန်တော်တို့ရဲ့အသက်တာထဲမှာလိုအပ်တာဖြစ်ပါတယ်။ ဒါကြောင့်လို့မိတ်ဆွေယုံကြည်လိုပါတလားဖခင်အပိုင်းကတော့ယေရှုပြုပြီးပြီးလူအပိုင်းကတော့ယုံကြည်ဖို့ရဖြစ်တယ်ထိုနှစ်ခုပေါင်းမှတာလည်းကယ်တင်ခြင်းကိုရရှိမှာဖြစ်တယ်ဆိုတာကိုသိစေလိုတယ်ကဲဒီကနေ့ကယ်တင်ခြင်းရဖို့လို့ငါကျွန်တော်တို့ယုံကြည်ဖို့အလို့မှာပါလို့တယ်ဆိုလို့ရှိရင်တော့ကြားနာခြင်းအဖြစ်လိုအပ်ပါတယ်ကြားမှကျွန်တော်တို့ကယုံမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကယ်တင်ခြင်းရောက်ဖို့အလို့မှာလိုအပ်ချက်အပိုင်းကိုကျွန်တော်ပြောယုံကြည်ခြင်းဖြစ်ကြောင်းကိုဖော်ပြပြီးပြီ ဒါကြောင့်မလို့ယုံကြည်ခြင်းဒီဘယ်ကလာတယ်လဲဆိုတော့ ျမ်းစာအဖြစ်သားလာပါတယ်။ကျမ်းစာကဘာဆက်ပြောထလားထားတယ်လဲဆိုတော့ယုံကြည်ခြင်းဒီကြားနာခြင်းအဖြစ်ဖြစ်ဒီကြားနာခြင်းဒီလဲဘုရားသခင်ကြီးစကားတော်အဖြစ်ဖြစ်ဤဟုယောမ30:18ခုထဲမှာဟောပြထားတယ်။မိစေမကြားဘူးဆိုလို့ရှိရင်တော့ကြားနာခြင်းမရှိဘူးဆိုလို့ရှိရင်တော့ယုံကြည်ခြင်းမရှိနိုင်ပါအဲ့ဒါကြောင့်မလို့ဘုရားရဲ့နှုတ်ကပတ်တော်မှာယောမ30:14မှာလဲတည်င်းမကြားလျင်အဘယ်တော့ယုံကြည်နိုင်မည်နီဟုဆိုထားတယ်။ကြားဖို့အင်မတန်မှလိုအပ်ပါတယ်မိတ်ဆွေ ဆက်ပြီးတော့ကျွန်တော်တို့ကြားတဲ့အရာကိုမိတ်ဆွေနဲ့တင်တဲ့ထောက်ခံဖို့လိုအပ်တယ်ဆိုတော့ကိုအနေငယ်ရှင်းပြချင်ပါတယ်။ယုံကြည်ခြင်းအားကြားနာခြင်းကြောင့်ဖြစ်ပြီးပြီဟုတ်ပြီ။တို့တော့ကြားရတဲ့အရာကိုတဘောမတူဘူးမထောက်ခံဘူးတန်တရားရှိတယ်ဆိုလို့ရှိရင်တော့ယုံကြည်တယ်လို့မဆိုနိုင်သေးဘူး။မိမိကြားရတော့စကားကိုတဘောတူထောက်ခံခြင်းတန်တရားမရှိမှလာလျင်ယုံကြည်တယ်လို့နှုတ်ကပတ်တော်ကပြောထားတာဖြစ်တယ်။ဒါကြောင့်မလို့ အဲတနည်းအားဖြင့်မိမိကြားသည့်အတိုင်းပြန်ပြောခြင်းဝန်ခံခြင်းရှိမှသာလျှင်ယုံကြည်နိုင်တယ်ဥပမာလူတစ်ယောက်ကကျွန်တော်နာမည်မောင်မောင်ပါဆိုလို့ရှိရင်တော့မောင်မောင်ရဲ့မောင်မောင်ဆိုတော့သူ့ကိုကျွန်တော်တို့ကယုံကြည်တယ်ယုံကြည်တဲ့အတွက်ကြောင့်မလို့သူ့ကိုခေါ်တယ်အဲ့ဒီနာမည်အားဖြင့်သူ့ကိုခေါ်တဲ့အချိန်မှာသူကထူးတာဖြစ်တယ်အဲ့ဒီကြောင့်မလို့သူပြောလိုက်တဲ့အရာကိုသင်နဲ့ကျွန်တော်နဲ့ကြားတဲ့အတွက်ကြောင့်မလို့ယုံကြည်တာဖြစ်တယ်ခုနည်းတူပဲဖခင်ပြောတဲ့စကားကိုကြားဖို့လိုတယ်ဆိုတော့ဆက်ပြီးပြောချင်တာဖြစ်တယ် ပြီးရင်တော့ကျွန်တော်တို့ဘာကိုပို့ပြီးမှယုံရမလဲဆိုတာကိုဆက်လက်ရှင်းပြပြင်ပါတယ်လူဒီရဲ့လိညာ၍မိမုတာစကားကိုပြောတတ်တယ်ဒါပေမဲ့တယောက်နဲ့တယောက်ကျွန်တော်တို့ယုံကြည်ကြတယ်လူတွေကလိန်ကြတယ်ဒါပေမဲ့ယုံကြည်တယ်ဒါပေမဲ့အပြောကောင်းရင်တော့ကျွန်တော်တို့ကပို့ပြီးတော့ယုံကြည်ကြတယ်မုတာတုံးတော့လူဆိုလို့ရှိရင်တော့ယုံပြီးတော့ဖယားကမုတာတုံးလို့တလား ဖះကမုတာမတုံးပဲနဲ့မလိမ်ပဲနဲ့ကျွန်တော်ကနှုတ်ကပတ်တော်ကိုမယုံကြည်ကြဘူးဂရိတော်ကိုမယုံကြည်ကြဘူးတန်တရားရှိတတ်ကြလဲဖះတခင်ကြီးဂရိတော်ထက်လူလူချင်းပြီးတော့ဂရိမြားကိုယုံကြတယ်သို့တော်လဲစံစာကလူကြီးတက်တေကိုယုံရလျင်ဖះတခင်ကြီးတက်တေတော်ကိုပို၍ယုံပွဲရအကြောင်းရှိ၏ဟုတေယောငါကိုမှာဖော်ပြထားတယ်လူပြောသောစကားထက်ဖះပြောသောစကားကိုကိုယုံတင့်တယ်လို့ပြောထားတာဖြစ်တယ် မိတ်ဆွေရောဖယားစကားနဲ့လူစကားအနဲ့ဘဒုစကားကိုပို့ပြီးမှယုံပါတယ်ဖယားပြောလို့စကားကိုယုံတဲ့လို့မိတ်ဆွေကဖြေမယ်ဆိုလို့ရှိရင်တော့ဒါကမိတ်ဆွေကထောက်ခံခြင်းဖြစ်တယ်ကြားတော့အရာကိုယုံပြီးတော့ထောက်ခံတာကိုပြောတာဖြစ်တယ်မိတ်ဆွေမတိနားမလည်နိုင်တော့လဲပဲကျွန်တော်လည်းမတိနားမလည်နိုင်တော့ပဲမိတ်ဆွေယုံကြည်ပါပြီးရင်နောက်တစ်မျိုးကျွန်တော်တို့အမြင်ချင်းမတူကြဘူး လူတယောက်နဲ့တယောက်တော်မှာအမြင်ချင်းမတူကြဘူး။ဒါပေမဲ့ဖယားအမြင်နဲ့လူအမြင်ကတော့အင်မတန်မှကွာခြားပါတယ်။လူဒီတဲ့အဘယ်ကြောင့်ဘာကြောင့်မလို့ဖယားစကားကိုမယုံနိုင်တယ်လဲ။ဘာကြောင့်ဖယားစကားကိုအလွယ်တကူမထောက်ခံနိုင်တယ်လဲဆိုတာကဖယားအမြင်နဲ့လူအမြင်ဖယားအကြံစီနဲ့လူအကြံစီလုံးဝမတူတော့ကြောင်ဖြစ်တယ်။ဒါကြောင့်မလို့ဖယားတခင်ကိုလိုတိုင်းကမပြောထားလဲဆိုတေရ16ခွန်းထဲမှာထာဝရဖယားဒီလူမြင်တကယ်တော့မြင်တော့မဟုတ် ခုဆိုထားတယ်။နောက်တစ်ခုကပြောထားလဲဧရှာယ55ရှစ်ကိုထဲမှာငါဤအကျံစီဒီတင်တို့ဤအကျံစီနဲ့မတူငါဤအကျင့်ဒီလဲတင်တို့ဤအကျင့်နဲ့မတူမိုးကောင်းကင်ဒီမြေကြီးထက်သာ၍မြင့်တကယ်တော့ငါဤအကျင့်ဒီတင်တို့အကျင့်ထက်၎င်းငါဤအကျံစီဒီတင်တို့ဤအကျံစီထက်၎င်းမြင့်ဤဟုဆိုထားတယ်။ဒါမှကျွန်တော်တို့ကြည့်တဲ့ဒီမှာဖယားရဲ့အမြင်နဲ့လူရဲ့အမြင်ကလုံးဝမတူဘူးဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။ကဲဆက်ပြီးတော့ကြည့်ရအောင်။ဒါကြောင့် ဖယားစကားကိုယုံဖို့ခက်တာပေါ့မဟုတ်ဘူးလားယုံကြည်နိုင်ဖို့ဖယားကိုယုံဖို့ဆိုလို့ရှိရင်တော့ဘာအမြင်မြင်ဖို့လဲဖယားအဲကျွန်တော်တို့ဖယားမြင်တကယ်တော့မြင်ဖို့အရေးကြီးတယ်ယုံကြည်ဖို့ကြားတဲ့အရာကိုဖယားမြင်တကယ်တော့မြင်ဖို့အရေးကြီးတယ်ဆိုတာကိုကျွန်တော်ပြောခြင်းတယ်အဲ့ဒါကိုပြောချင်တာကိုယ့်အကြံအစီကိုပယ်ပြီးတော့ဖယားအကြံအစီနဲ့နေပါကိုယ့်အမြင်ကိုပယ်ပြီးတော့ဖယားအမြင်နဲ့ကျွန်တော်တို့မြင်တတ်ဖို့လိုတယ်ဆိုတာကို ြောချင်တာဖယားမတူညီတာကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြမယ်ဆိုလို့ရှိရင်တော့ဖယားအမြင်နဲ့လူအမြင်မတူညီညီတာကိုကျွန်တော်ပြောပြမယ်ဖယားအမြင်ကလူဝိညာဉ်တွေတန်ဖိုးရှိတယ်တဲ့မဿဲ6:26မှာပေါ်ပြထားတယ်လူအမြင်မှာကခန္ဓာကိုယ်ကတန်ဖိုးရှိတယ်ထုံကြီးလူနံပါတ်1မှာဖယားကနိုင်ငံတော်နဲ့ဖြောင့်မချင်းတရားကိုရှာခိုင်းတော်လဲလူကလောကအရာကိုရှာကြတယ်မဿဲ6:37 33မှာကျွန်တော်တို့တွေ့ရတယ် ဖယားကအထက်အရာကိုဆွဲလန်းခိုင်းတော့လေလူကမြေကြီးအရာကိုဆွဲလန်းကြတယ်ဒီကော၃နှစ်မှာပေါ်ပြထားတယ်နောက်တစ်ခုကဖယားကကောင်းကင်မှာဗန္နာကိုစုခိုင်းတယ်ဒါပေမဲ့လူကမြေကြီးပေါ်မှာစုတက်ကြတယ်မသက်69ထဲမှာကျွန်တော်တို့တွေ့ရတယ်ဖယားကအကောင်းဟုပြောလျင်လူကအဆိုးဟုပြောတတ်တယ်ဖယားကအချိုးလို့ပြောလျင်လူကအခါလို့ပြောတတ်တယ်တဲ့ဟေရှာယ9:20ထဲမှာပေါ်ပြတယ် ဒါကိုကျွန်တော်တို့ကြည့်ခြင်းအပြင်ဖယားအမြင်နဲ့လူအမြင်ဖယားအကြံစီနဲ့လူအကြံစီဖယားရဲ့အသွေးအခေါ်နဲ့လူအသွေးအခေါ်မတူညီညီချက်တွေကိုစံစာအပြင်ကျွန်တော်တို့အတိအကျတွေ့ရတယ်ထို့မတူညီတဲ့အတွက်ကြောင့်မိမိရဲ့အသွေးအခေါ်နဲ့ဆိုဘယ်တော့မှဖယားတစ်ခင်ရဲ့စကားကိုဘယ်လောက်ကြာကြာယုံနိုင်မှာမဟုတ်ဘူးကြားတော့အရာကိုတဘောတူထောက်ခံရမယ်ဆိုတော့ပြောချင်တာပြည်နောက်တစ်ခုနောက်ဆုံးကျွန်တော်ပြောချင်တာပယ်ကြပါ မလိုတော့အရာကိုပယ်ရတော့မယ်ဒီကနေ့ကစပြီးတော့ဖယားစကားကဲတင်ချင်းရဖို့လူအပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်ပြီးတမန်တရားကိုသိစေခြင်းကဖယားသခင်အလိုတော်ရှိဟုတ်ပြီဒီကနေ့ဖယားအလိုရှိတဲ့အရာကိုကျွန်တော်တို့ရဖို့ကဲတင်ချင်းရဖို့တမန်တရားသိဖို့ကျွန်တော်တို့မိမိအမြင်မိမိအသွေးအခေါ်ကိုပယ်ရမယ်အဲ့ဒါဆိုတော့ကျပယ်ဖို့လိုတဲ့အရာကဖယားသခင်ရဲ့အမြင်နဲ့လူလူအမြင်ကိုခွဲခြားပြီးတော့ကိုယ့်ရဲ့အမြင်ကိုပယ်ဖို့ဖြစ်တယ်ကိုယ့်ရဲ့အကြံစီကိုပယ်ဖို့ဖြစ်တယ်ကိုယ့်ရဲ့အသွေးအခေါ်ကို ပယ်ဖို့ဖြစ်တယ်။ဒါဆိုလို့ရှိရင်တော့ဖယားကမှားသလားလူကမှားသလားဆက်ပြီးတော့ကျွန်တော်တို့ကြည့်တဲ့အချိန်ဖယားကဖယားရဲ့အကြံတော်နဲ့လူရဲ့အကြံတော်ကတခုခုတော့မှားရင်းနေပြီဟုတ်ပြီ။ဘယ်နေရာမှာမှားလဲဖယားမှားနိုင်သလားလုံးဝမမှားနိုင်ဘူးနော်မိတ်ဆွေ။ဖယားဘယ်တော့မှမမှားဘူး။မှားတာကဘယ်သူမှားတယ်လဲလူကတော့မှားတာ။ဒါကြောင့်မလို့လူကမှားတဲ့အတွက်ကြောင့်မလို့လူရဲ့အကျံအသွေးအခေါ်အမြင်ကိုဖယ်ရှားပြီးတော့ ဖယောင်းအမြင်နဲ့ဖယောင်းအကြံနဲ့ဖယောင်းအသွေးအခေါ်နဲ့ကျွန်တော်တို့ကလိုက်မှတာလေဖယောင်းပြောစကားကိုလိုက်နာကျွန်တော်တို့ရှောက်ထမ်းနိုင်မှာဖြစ်တယ်ဆိုတာကိုပြောချင်တယ်ဒါကြောင့်မလို့စိတ်နှလုံးခိုင်မာတော့သူနဲ့တဲ့ငါဒီပညာရှိတွေကိုထင်မှတ်တော့သူတို့ဒီမိမိအကြံကိုမပင်နိုင်တော့ကြောင့်ဖယားတခင်ကိုမယုံကြည်နိုင်ချကြချေလို့နှုတ်ကပတ်တော်ကပေါ်ပြထားတယ်အဲ့ဒါကြောင့်မလို့စိတ်နှလုံးခိုင်မာတော့သူ ပြီးရင်တော့ငါဒီပညာရှိငါတော်ဒီလူပြောတဲ့လူတွေကတဲ့မိမိအကြံအစီနဲ့မိမိအမြင်ကိုမပယ်နိုင်တော့ကြောင့်ဖះစကားကိုမယုံနိုင်တာဖြစ်တယ်။တင်ရောကျွန်တော်ရောကို့အကြံအစီနဲ့ကို့အထွေးခေါ်နဲ့ကို့အမြင်ကိုမပယ်ပဲနဲ့ ဖိုက်ရမပယ်ဘူးဆိုလို့ရှိရင်တော့ဖယားစကားကိုနားခံနိုင်မှာမဟုတ်ဘူးလိုက်လျှောက်နိုင်မှာမဟုတ်ဘူးဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်တယ်။ဒါကြောင့်လို့ဆက်ပြီးတော့ဖယားတခင်တဲ့အမြင်အတိုင်းမြင်ဖို့အကြံအတိုင်းလက်ခံလိုပါလားမိတ်ဆွေဒီကနေ့ဖယားရဲ့နှုတ်ကပတ်တော်ကိုလိုချင်ပါလားကဲတင်ချင်းရလိုပါလားဖယားပြောတဲ့အတိုင်းကယုံပါယုံကြည်ပါထောက်ခံပါကြားနာပါဆိုတာကိုကျွန်တော်ပြောချင်တယ်ဒီကနေ့ပေးသွားတဲ့သင်ခန်းစာလေးထဲမှာအမေဆွေတို့ရှင်းကောင်းရှင်းလိမ့်မယ်ကျွန်တော်နံပါတ်1ပြောတာက ဘုရားသခင်ရဲ့အလိုတော်အတိုင်းလူတိုင်းဟာကယ်တင်ခြင်းရောက်ဖို့လိုပါတယ်။ဘုရားသခင်ရဲ့အလိုတော်ဖြစ်တဲ့နံပါတ်1ကကယ်တင်ခြင်းရောက်ဖို့အလိုမှာဘုရားသခင်ကဂျေဇုတဲ့အပေါ်မှာပြုပြီးပြီးတင်ကယုံကြည်ဖို့ပဲလိုတယ်။နံပါတ်3ယုံကြည်ခြင်းကဘယ်ကလာတယ်လဲ။ကြားနာခြင်းအပြင်လာတယ်ဆိုတော့နှုတ်ကပတ်တော်ကပေါ်ပြလာ။ကြားမှကျွန်တော်ပြော။ဒါဆိုလည်းယုံကြည်ခြင်းဒီကြားတော့အရာကို ထောက်ခံဖို့ကျွန်တော်တို့ယဉ်ကြည့်တယ်ဆိုတော့ကျွန်တော်ဆက်ပြီးတော့ဖော်ပြပြီးတော့ပြီနောက်တစ်ခုက လူစကားတဲ့ဖယားစကားကိုပို့ပြီးယုံရမယ်ယုံတင်တယ်လူကဖယားစကားကိုမယုံချင်းဟာဘာဖြစ်လို့လဲအမြင်ချင်းမတူတော့ကြောက်ဖြစ်တယ်ဖယားတခင်ကလူရဲ့ဝိညာဉ်ကိုတန်ဖိုးထားတော့လဲလူကကိုယ်ခန္ဓာကိုတန်ဖိုးထားတတ်ကြတယ်ဖယားတခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှာခြင်းခိုင်းတော့လဲလူကဥစ္စာနဲ့ဒနပညာဂုံမမာနကိုရှာနေကြတယ်ဖယားအမြင်နဲ့လူဖယားရဲ့အမြင်နဲ့ ဖယားအမြင်သာလျင်မှန်တာဖြစ်တယ်နော်ဒီကနေ့လူအမြင်မှာတော့လူကမှန်တယ်လို့ထင်တယ်ဒီအရာကိုအကြံစီကိုပယ်ရမယ်ဒီကနေ့ဖယားစကားကိုယုံနိုင်ဖို့ဖယားရဲ့ကဲတင်ချင်းကိုယုံနိုင်ဖို့တမာတရားကိုယုံနိုင်ဖို့လိုက်ရှောက်နိုင်ဖို့မိမိအမြင်ကိုပယ်ပြီးတော့ဖယားရဲ့အမြင်နဲ့ကျွန်တော်လက်ခံဖို့လိုအပ်ပါတယ်အရောက်စီတိုင်းဖယားသခင်ရဲ့ကဲတင်ချင်းရရှိနိုင်ကြပါစေတမာတရား၌မွေးလျော်တော်ညီအကိုမောင်နှမများဖြစ်ပါစေ